င်းနေရလဲတော်တော်များများပါဒီဘက်မှာရှိတဲ့အစောဦးဘက်မှာပတ်စံပေးဖို့ပစ္စည်းတက်ယူခိုင်းတယ်ပစ္စည်းတို့ကဆားရဆန်တာပေါ့ပတ်စံပေးတယ်ကျွန်တော်မလုပ်ပါဘူးဒါတူတည်းမဟုတ်ပါဘူးဒီငါးခုလောက်ရှိပါတယ်နော်ဟာဒါလေးတော့ယူပေးပါတော့ပစံဘလောက်ပေးပါမယ်ဘလို့ပေါ့နော်အဲ့လိုမျိုးလေဒါမှပစံတော့လူတိုင်းကြိုက်တာပေါ့ဗျာကျွန်တော်လည်းဘာဘဝသမားလက်လို့လာစားသမားလူတိုင်းကြိုက်တယ် ော်သားသမီးရွယ်လေးကျွန်တော်သမီးရွယ်လေးပါတယ်အဲ့ထဲမှာခုဆုံးသွားတဲ့ကလေးဆိုလေကျွန်တော်သားရွယ်လေးအဲ့ညော်လင်းကျဲအဲ့ခံစားချက်နဲ့ပဲကဲတာဗာညော်လင်းကျဲမှာကျွန်တော်မထားပါဘူးလူကျင်နဲ့20တင်းနဲ့အဲဒီဆက်လုပ်တဲ့အချိန်မှာကျွန်တော်လည်းကျွန်တော်သားလေးနဲ့အိမ်နေရပါအိမ်နေတော့ဝုန်းနဲ့ပြည့်တဲ့အချိန်မှာကျွန်တော်အိမ်ပြင်ကိုကျွန်တော်ဝင်ရမောက်ကိုထွက်လိုက်တယ်ကလေးကိုပြေးထားပါတယ် အဲ့ဒီမှာကျွန်တော်တမိတွေသားတွေကဒီနားမှာဆော့နေတဲ့အတွက်ကျွန်တော်ပြန်ပြီးပြေးလာပါတယ်ပြေးလာတဲ့အချိန်မှာတမိကတော့နည်းနည်းပုန်းလာတယ်ကျွန်တော်တမိငယ်ကလည်းပုန်းပယ်သွားတယ်တော့အဲ့ဒီမှာဒီနေရာမှောင်မဲနေပါတယ်ပေါင်မှောင်မဲနေတဲ့အချိန်မှာတောင်းနေကြတော့ဒီလိုမျိုးအေးပေါ်သွေးတော့ဒီဘက်ကကျွန်တော်တို့ဒီဘက်ခုဟိုဘာမြောက်ဖက်ချမ်းကြမှာပေါ့အဲ့ရလူတွေကျွန်တော်မှန်ခွဲပါတယ်မှန်ခွဲပြီးတော့သူအတော်ကလူတွေကိုကျွန်တော်တို့ဆင်းနိုင်တယ်လို့တန်းနိုင်တယ်လို့ကျွန်တော်ဆင်းအောင်လို့ကျွန်တော်တို့အကုန်လုံးလုပ်ပေးပါတယ်နောက်ပိုက်ကြည့်တဲ့ကုန်းရင်းဆောင်တွေပါတယ်ကုန်းပါပါတယ် ။ပါပြီးတော့အဲ့ဒါတွေအကုန်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့ခုပြိုနေတဲ့အခု နောက်ဘက်စိုက်နေတဲ့အဲ့မှာမှာဒီကျွန်တော်တို့ဒီဟိုတယ်ဝန်ထမ်းတွေလည်းပါပါတယ်။တို့ဧည့်သည်လည်းပါပါတယ်။အဲ့အချိန်မှာတော့ကျွန်တော်၄ယောက်ကျွန်တော်တို့အရှင်ပေါ့။အဲ့အချိန်မှာအခမ်းအနားကိုလည်းကျွန်တော်တို့တိတိပွဲ့ပွဲ့နှစ်ယောက်သုံးယောက်ပါပါတယ်။အဲ့လိုမျိုးကျွန်တော်ဆွတ်ထုတ်ခဲ့ပါတယ်။အဲ့ဒီတရက်ကျွန်တော်တို့ဆွတ်ထုတ်ပြီးနောက်တရက်ကျတော့ကျွန်တော်တို့ဒီတာဖ၅ယောက်ရှိပါတယ်။တာဖ၅ယောက်ကလည်းကျွန်တော်အတန်ကြားလို့ဆိုပြီးတော့မှဝင်ပြီးဖောင်းရင်းဖောင်းရင်းနဲ့အတွင်းထဲရောက်မှပြုလို့ရှိရင်ကျွန်တော်တို့ အရင်ဆုံးသူ့ကိုအစာပြေးနိုင်ရေတိုက်နိုင်အောင်လို့ကျွန်တော်တို့အရင်ဆုံးဖန်သိပါတယ်ရေမှာကျွန်တော်ကျွန်မဘာပစ္စည်းလက်နက်မှမရှိပါဘူးမရှိမဲ့ကျွန်တော်ဒီဟိုတယ်မှာရှိတဲ့ပစ္စည်းလက်နက်နဲ့မရရအောင်ကျွန်တော်တို့စူးစမ်းရတယ်တန်တန်တလောက်စူးစမ်းတယ်စူးစမ်းသူတို့ရှိအရင်ဆုံးကျွန်တော်တို့ရေအစာတော့အရင်ပို့ပါတယ်ပို့ပြီးတော့ဒီသူတို့ရဲ့ကျမ်းမာရေးဘာညာတွင်းထဲမှာတကယ်တော့မိသားစု၅ယောက်ပါတယောက်ကသူ့အမျိုးသမီးရဲ့သူ့သူ့မျိုးသမီးသူ့သမီးသူ့ညီမသူ့တာဒါမဲ့နှစ်ယောက်ကတော့ တို့အိုက်ဖြစ်ဖြစ်ချင်းเนี่ยတက်မရှိတော့ပါဘူး။တက်မရှိမှလည်းကျလူရဲ့ကျွန်တော် body ကိုဖြက်ဆီးမှတာ ਨੇ ဒီ၃ယောက်ကိုကျွန်တော်ဆွဲထုတ်လို့ရမှာဖြစ်ပါတယ်။ဒါကြောင့်အိုက် body ကိုလည်းသူတက်နေတော့ကျွန်တော်သူ့ချီကိုရောင်းအောင်တော့တွားလို့မရဘူး။ဒါပေမဲ့သူ့ကိုကျွန်တော်ပစ္စည်းပံပိုးလို့ရတယ်။ဒီ guide တာတို့ဘာလို့ညာလို့နောက်ဆုံးလည်းသူလည်းသူ့မျိုးသားကလည်းသူ့မိန်းမကိုတောင်းမှန်တယ်တောင်းမှန်တယ်သူတို့ဒီလိုဖြတ်တောက်ပြီးမှလည်းသူတို့တားပါတောင်းအောင်ကျွန်တော်တို့ကပြင်ထုတ်လို့ရမှာဖြစ်ပါတယ်။အဲ့နေရာကလည်းကျွန်တော်ပလက်ပဲဝင်လို့ရတယ်။ မောက်ရက်သွားလို့ရှိရင်ကျွန်တော်နေလည်းအန္တရာယ်များတယ်ပလက်သွားတဲ့အတွက်လည်းကျွန်တော်နေအန္တရာယ်များဒါပေမဲ့ဒီလူတယောက်ဒီလူဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်အတက်လည်းကျွန်တော်ခေါင်းလည်းမတည့်ဘူးသူတို့အပြင်ဘယ်လိုရောက်ကြိုးစားမလဲကျွန်တော်ဒါပဲသိတယ်ဒါပေမဲ့ကျွန်တော်နဲ့အတူတူကဲနေတဲ့ညီမတွေလည်းအများကြီးရှိပါတယ်အဲ့အချိန်မှာတုံးလေးရောက်လို့ရှိပါတယ်ဘုံလုံးအဲ့အချိန်မှာအရင်ဆုံးထုတ်လိုက်တာကတော့သူ့ရဲ့ညမသူတို့ရဲ့ညမညမကိုအရင်ဆုံးထုတ်လိုက်ပါတယ်ညမကိုထုတ်ပြီးတော့သူ့ရဲ့သမီးသမီးကိုထုတ်တယ်ဖေကိုတော့နောက်ဆုံးမှကျွန်တော်တို့ထုတ်ပါတယ်29ရက်နေ့ကျွန်တော်တို့မနက် ဟိုကတော့ချိန်မှန်ရတယ်နဲ့9နိုင်လောက်ရ9နိုင်10နိုင်လောက်ဆက်လို့တော့ဗောလို့တော့ညနေ6နိုင်လောက်ကြမှာကျွန်တော်တို့ဒီသားဘသုံးအောင်လို့အပြီးထုတ်ပြရပါတယ်လိုချိတဲ့ဝင်ကယ်ပြတဲ့ဆိုတော့ကျွန်တော်လည်းအဲ့ချိန်မှာအခုဒီမှာတန်ကြနေတော့ကိုယ်လည်းမနေနိုင်ဘူးတန်ကြနေမနေနိုင်တဲ့ကြောင့်သူတို့အသက်ရှင်လို့ရှိရင်ဒီမှာကျွန်တော်တက်နေတယ်လို့ကျွန်တော်ရအောင်ကယ်တယ်အဲ့ကျွန်တော်ကယ်နေတဲ့ချိန်တွေမှာအခုပြီးသွားတဲ့အခုအတန်ကြရတယ်တန်ကြရတယ်ဒါပေမဲ့အဲ့တန်ကြရတဲ့ချိန်မှာနာမည်ပြောတယ်ဒီပြင်းထဲမှာရှိတဲ့လူကဘသူပဲပါဆိုတော့လည်းကျွန်တော်မသိဘူး ဒါပေမဲ့သူကအတွင်းထဲကနာမည်ပြောလို့ကျွန်တော်အဲ့လူရဲ့နာမည်အမင်းကလေးရဲ့နာမည်ကိုကျွန်တော်အပြင်ကိုထွက်လာပါလေထွက်လာပြီးမှမအင်းမိုးလားမသိဒီကဟိုတယ်ကဝန်ထမ်းမှာကိုဝင်ဆောင်တယ်ပေါ့အာမအင်းမိုးရဲ့ပိုင်ရှင်ရှိလားပါညာကျွန်တော်အရင်ဆုံးပြောပါတယ်ပြောတဲ့အချိန်မှာသူမျိုးသားရောက်လာပါလေရောက်လာပြီးတော့သူ့ကိုအဲ့ဒီအောက်ထဲဒီသူဝင်လို့ရတဲ့နေရာတိကျွန်တော်တို့ခေါ်သွားပြတယ်သူမျိုးသားလည်းလက်ခံနဲ့အာယောက်ျားရောက်နေပြီမင်းဘာမှအားမငယ်နဲ့ပါညာအဲ့လိုပြောပါတယ်ပြောပြီးတော့မှကျွန်တော်တို့ကအဲ့သူရှိရဲ့နေရာကိုကျွန်တော်တို့ကလိုက်ပြီးတော့ စုံစမ်းပါလေတို့တို့လိုက်ပြီးစမ်းတာပေါ့စမ်းစမ်းနေတော့တိုက်ထဲမှာတို့၅ယောက်ရှိတယ်မိန်းကလေးလေးယောက်ယောက်ျားလေးတယောက်ဒီခေါ်တဲ့ဝင်နားမှာအဲ့ချိန်မှာကျွန်တော်တို့ဒီဘက်ကိုသူတို့6ယောက်ကိုကယ်ပြီးတော့ကျွန်တော်ဆက်ပြီးလုံနေတာအဲ့ချိန်ကဝါတော့ရှိပြီနော်ည7စနစ်လောက်ထိရှိပြီကျွန်တော်ဆက်လုံနေတဲ့အချိန်ဖောက်နေတဲ့အချိန်မှာကျွန်တော်ခုဒီနိုင်ငံသားတရုတ်တွေရောက်လာတယ်နိုင်ငံသားတရုတ်ရောက်လာတော့အခါကျတော့ကျွန်တော်တို့ဖောက်ဖို့ဖောက်နေဖောက်နေတဲ့ဟာတွေဒီလူတွေရှိနိုင်မယ့်နေရာတွေကိုကျွန်တော်တို့ပြတယ်ဒါပေမဲ့ကျွန်တော်တို့ကအပြင်ပါလူတွေဖြစ်တယ် ဒီစိုးရဖွဲ့စည်းတဲ့ဖွဲ့စည်းမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဒါကြုံကြိုက်လို့ကိုကြုံကြိုက်တဲ့အချိန်မှာကျွန်တော်ကတန်းတန်းလောက်ကူညီပေးလိုက်တာတို့အဖွဲ့ကြီးတွေရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဘေးကိုဖယ်လိုက်တယ်ကျွန်တော်လည်းတာဝန်မရှိတဲ့အတွက်တာဝန်မရှိရတော့မဟုတ်ပေါ့တာဝန်ရှိကြတော့ကျွန်တော်ကယ်ပြီးပြီအဖွဲ့ကြီးရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကဘေးရောက်တာပြီဝင်ဝင်မပေးဘူးဒါပေမဲ့တို့တို့ကျွန်တော်တို့ဘယ်လိုတုံးလဲတို့နေရဘယ်လိုဒီလိုပဲနေရမှာရှိတယ်ရှိရတဲ့နေရာကိုပြသူကျွန်တော်ပြပေးတယ်ဒါပေမဲ့နောက်တည့်ရက်ဟိုလောက်ကြာမှာ 31ရက်31ရက်နေကြမယ်နော်31ရက်နေတော့ကြမယ်ဒါပေမဲ့ပထမဆုံးသူတို့နှစ်နာရီကျော်ကျော်လောက်မှကိုဝင်ဆောင်မျိုးသမီးဟိုသူတို့ရတယ်ကျွန်တော်တို့ပြောတဲ့လမ်းတိုင်းပဲကျွန်တော်တို့ပြတဲ့နေရာတိုင်းပဲသူတို့လောက်သွားတယ်ရတယ်ဒါလည်းကျေးဇူးတင်ပါတယ်ဘလူးနီးလည်းဘလူးကဲကဲဒီလူတက်ရှင်ဖို့လိုတယ်ဘယ်လူဘယ်ဖွဲ့စည်းရပဲကဲကဲဒါကဲရတော့အတူတူပဲအဲ့မဲ့၄ယောက်ကတော့မင်းကလေးတောင်းအောင်နဲ့ယောက်ျားလေးတယောက်ကတော့ဖတ်မတင်ဘူးတယောက်ကတော့နည်းနည်းမူးမွေလေးပေါ့ တဲ့မွေးမွေးလေးကြံတဲ့တဘောပေါ့အပြင်ရောက်မှဆုံးသွားတာပေါ့ဒါလည်းဆေးရုံရောက်မှဆုံးတာပေါ့ဒါပဲကျွန်တော်သိပါတယ်ကျွန်တော်တို့အနေနဲ့ရင်းနှီးရှိတဲ့အတိုင်းပြောမယ်ဆိုတော့ဘယ်ယာနဲ့မှမခံစားနိုင်ဘယ်ယာနဲ့မှမခံစားနိုင်ဘူးဆိုတာကျွန်တော်အဲ့နေရာလေတော်တော်များများပါဒီဘက်မှာရှိတဲ့အစောဦးပေါ်မှာပတ်စံပေးဖို့ပစ္စည်းတက်ယူခိုင်းတယ်ပစ္စည်းတို့ကဆာရဆန်တာပေါ့ပတ်စံပေးတယ်ကျွန်တော်မလုပ်ပါဘူးအခါချင်းငွေပေးပြီးတော့ဒီအောင်တက်ယူခိုင်းတာခါချင်းငွေပေးတက်ယူခိုင်းတယ်ကျွန်တော်မလုပ်ပါဘူးဘာလို့ကျွန်တော်မလုပ်လဲဆိုတော့ဒီနေရာမှာဓာတ်အတုအတက်လေး ဟိုကအခချင်းငွေဆိုတာချင်းပြောမယ်ဆိုဒါလူတက်တော့ဘယ်ရမ်းမှအရင်မကြည့်ဘူးဒီလူတက်ကိုကျွန်တော်ကအဲ့နေရာလဲကျွန်တော်လုံးဝဆုံးရပြီပြီဒါတူးတိုင်းမဟုတ်ပါဘူးလေးငါးခုတော့ရှိပါတယ်နော်ဟာဒါလေးတော့ယူပေးပါတော့ပတ်စံဘလောက်ပေးပါမယ်ဘလို့ပေါ့နော်အဲ့လိုမျိုးလေဒါမှပတ်စံတော့လူတိုင်းကြိုက်တာပေါ့ဗျာကျွန်တော်လဲဟာဘောဟာသမားလက်လို့လာစားသမားလူတိုင်းကြိုက်တယ်ဒါမှမဟုတ်လူတိုင်းကြိုက်တယ်တချို့ကျတော့ခံစားချက်နဲ့တူတယ်ကျွန်တော်မိခုကယ်လိုက်တဲ့လူတွေလဲကျွန်တော်မိသားစုတို့ကျွန်တော်သားသမီးတွေကလေးတွေပါတော့ပို့ဆိုးတာပေါ့ကျွန်တော်သားသမီးတွေလေးတွေပါတယ်အများကြီး ကျွန်တော်သားသမီးရွယ်လေးကျွန်တော်သမီးရွယ်လေးပါတယ်အဲ့ထဲမှာခုဆုံးသွားတဲ့ကလေးဆိုလေကျွန်တော်သားရွယ်လေးအဲ့ဒီညှော်လင်းကြအဲ့ခံစားချက်နဲ့ပဲကဲတာဗာညှော်လင်းချက်မှကျွန်တော်မထားပါဘူးလုံးဝလိပ်ပါလွတ်တဲ့ခုဒီဟိုတယ်နဲ့ပတ်သက်တဲ့ကကျွန်တော်ခုချိန်နေအခုချိန်မှာခါကျွေးမယူဘူးဂျူရယ်လို့ပြောတဲ့လူလည်းထိုက်တိုက်ရှင်းလို့ရပါတယ်ဒါဒါကတော့ကျွန်တော်တို့ကတော့တင်ဟာမတက်စကားပြောလို့ပြင်လင်းလည်းပဲကျွန်တော်ပြောတတ်တယ်ဒါပါပဲကျွန်တော်ပြောချင်တာတော့